သောမဲမင်္ဂလာပါ Tish Over Dash မှာကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ဗီဒီယိုမှာတော့အာပုံတပုံကိုဘယ်လိုမျိုး free transform လုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြပြီးတော့มาပဲဖြစ်ပါတယ်အာအရင်ဆုံးကို transform လုပ်ရှင်တဲ့ပုံထောက်လိုက်ပါเนาะထောက်ပြီးသွားပြီဆိုလို့ရှိရင် keyboard ကနေ control t ကိုရိုက်တဲ့အာနေလိုက်ပါ အဲဒါဆိုလို့ရှိရင်တော့ transform လုပ်လို့ရတဲ့ပုံစံလေးအတုံးလေးပေါ်လာလိမ့်မယ်ပေါ့နော်အဲ့ဒီရဲ့အချိန်မှာကိုကကြီးရှင်နေဆိုလို့ရှိရင်ဒီကနေလာပြီးတော့ဆိုရဲကြီးလိုက်လို့ရတယ်ဒါမှမဟုတ်သေးရှင်နေဆိုရင်ဒီလိုမျိုးလာသေးလိုက်လို့ရပါတယ်အာအကယ်၍ကိုကမဟုတ်ဘူးအာကြီးတဲ့အချိန်မှာဒီရဲ့အတုံးလေးကိုဆွဲပြီးကြီးလိုက်ရတယ်ဒီလိုမျိုးတညီတညာတဲ့မကြီးတာပဲနဲ့ဒီလိုပုံစံပြပြားကြီးရှိရှိမျိုးမျိုးကြီးတို့ဖြစ်သွားရပေါ့နော်အဲအဲ့လိုမျိုးဖြစ်သွားရဆိုလို့ရှိရင် keyboard ကနေ shift ကိုဖြီးပြီးတော့လုပ်လို့ရပါတယ်အာအကယ်၍ကိုက shift ဖြီးပြီးတော့မလုပ်ရှင်ဘူးအခုညီမလုပ်ပြတလို့မျိုးပဲအာ transform ကိုဒီတိုင်းပါ shortcut key မှာမဖြီးပဲနဲ့ဒီလိုမျိုးကြီးလိုက်တာနဲ့တညီတညာတဲ့ကြီးရှင်နဲ့သေးတာနဲ့တညီတညာတဲ့သေးရှင်နဲ့ဆိုလို့ရှင်တော့စတင်ထဲမှာတွားပြီးတော့ပြင်ပေးရမှာလေးရှိပါတယ်အာအဲ့ဒါကကြတော့ generate ထဲကိုတွားလိုက်ပါတဲ့ preference တဲ့ကနေ generate ထဲကိုတွားလိုက်ပါ အဲတော်ပီတာပီဆိုလို့ရှိရင်ဒီရဲ့နေရာမှာအဲ use legacy free transport ဆိုတာ၄ရှိရပေါ့နော်ဒီမှာအမှန် ship အဲအမှန် ship ထည့်ထားတယ်ဆိုလို့ရှိရင် ship ကိုဖိပြီးဆွဲမှသူကညီမယ်ပေါ့နော်အဲတော့ဒီမှာအမှန် ship ဖြုတ်ပေးလိုက်ပြီဆိုလို့ရှိရင် ship ကိုဖိပြီးတော့မဆွဲလဲတညင်တညာတဲ့ဖြစ်သွားပါလိမ့်မယ်ပြီးတော့နော် okay လေးကိုနှိပ်ပေးပါအာဒါဆိုလို့ရှိရင်တော့ ship ဖိပြီးတော့နှိပ်ဆရာမလို့ဘယ်နဲ့ကိုအာ ကြီးတဲ့ချိန်မှာတခါတည်းတညီတညာတည်းကြီးတော့ပါလိမ့်မယ်အာနောက်ထပ်တစ်ခုကကိုကဒီနေရာမှာ move to you ထားပြီးတော့ဒီမှာလာနေလိုက်တာ ਨੇ ဒီနေရာလေးမှာ transform ပုံစံလေးပေါ်ရှင်နေပေါ့เนาะအဲ့လိုပေါ်ရှင်နေဆိုလို့ရှိရင်ဒီ move to you ထားပြီးတော့ဒီရဲ့ move to ရဲ့ option ပါနေရာမှာဘာဟုတ်အမှန် shift ပေးရမလဲဆိုရင် show transform control ဆိုတဲ့ဟာလေးကိုအမှန် shift ပေးပါအာဒါဆိုလို့ရှိရင်เนาะညီမတို့ move to you ပြီးတော့ဒီဟာလေးကိုနေတဲ့အချိန်မှာသူကတခါတဲ့ အာဒီရဲ့ transform လေးကိုလာပြီးတော့ပြပေးနေပါလိမ့်မယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲရှင်ချစ်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်